ရွှေဘူးရဲ့ဒီနေ့ဗီဒီယိုလေးကတော့အသစ်ထွက်ထားတဲ့လမ်ခွန်းရဲ့တီတိုနာကအဟောင်းနဲ့ဘာတွေပါလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ ောင်းတဲ့အစ်စ်မှာဘာကွာလဲဆိုလို့ရှိရင်ကိုကအရန်ကို dry skin ဖြစ်ထားတယ်ဒီ rose နဲ့လည်းတဲ့တယ်လဟောင်းနဲ့လည်းတဲ့တယ်ဆိုလို့ရှိရင်တော့ရွှေဘူးကတော့လဟောင်းကိုပဲဆက်ပြီးတော့အာဝယ်လို့ရသေးရဲ့ဆိုရင်တော့တင်းစီခြင်းနဲ့ဝယ်ပြီးတင်းထားစီခြင်းနဲ့ပေါ့နော်အစ်စ်ကဘာတွေပြောင်းလဲသွားလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ရွှေဘူး texture ကိုအရင်ပြောပြမယ် texture ကကြတော့သူအရန် very light weight ဖြစ်သွားပြီအဲ့တော့အဓိကကဒီလိုမျိုး wily skin တွေအတွက်သုံးလာလို့ရတယ်ပြီးရင်အဓိက sensitive skin သမားတွေအတွက်သုံးလာလို့ရတယ်အရင်အဟောင်းမှာဟဲ့ အဟန်နီပါတဲ့အခုအစ်စ်မှာဆိုလို့ရှိရင်ဟန်နီမပါတော့ဘူးဒါပေမဲ့ဒီတစ်ခါအစ်စ်မှာသူကသူတို့ဘက်က commitment ပေးထားတာတခုကကြတော့ hyaluronic acid ကိုသူတို့ကသုံးစပို့ပြီးတော့ဒီထဲမှာထည့်ပေးထားတယ်ပေါ့နော်အဲ့ဒီအတွက်ဟောအဲ့လို hydration အရင်များတော့ ဝိုင်လစ်ကနေတုံးလို့မရဘူးလားဆိုတော့ no မဟုတ်ဘူးသူတို့ရဲ့ tag 6ကို very lightweight ဖြစ်တဲ့ absorption နဲ့အရန်ကောင်းတယ် hydration မှာပဲ hyaluronic acid ပါတာဖြစ်တဲ့အတွက်မွိုင်းချာကို lock လုပ်ထားနိုင်တယ်အာပြောလို့ရှိရင်သူကအာတနည်းပြောလို့ရှိရင် barrier skin barrier အရန်ကောင်းလာတယ်အဲ့ဒီဟာ sensitive skin သမားတွေတုံးဖို့အတွက်အဓိကအားသာချက်ပေါ့နော်ဆိုတဲ့အခါကျတော့ ရွှေဘူးကအခုဒီအစ်င့်နဲ့အဟောင်းမှာဘာလို့သုံးရမလဲဝေဝဲများဖြစ်နေတဲ့သူတွေအတွက်ကိုက very dry skin ဖြစ်တဲ့သူတွေဆိုလို့ရှင်တော့နည်းနည်းလေးဟာဆုပ်ယူမှုအားအရန်နည်းသွားတယ်လို့ခံစားရလိမ့်မယ်ပေါ့နော်အဲ့တော့တခြားပြောင်းသုံးခြင်းလားဒါမှမဟုတ်လို့ရှင်ဒီဟာဝက်ဆက်ပြီးသုံးရမလားဝေခွဲနိုင်အောင်လို့ရွှေဘူးကပြောင်းလဲသွားတဲ့အချက်လေးတွေကိုလိုရင်းတူရှင်းလေးပြပြပေးရဖြစ်ပါတယ်ကျေးဇူးများရှင်တင်ပါတယ်